ကျွန်မတို့ကအဲဒီ message ပေါ့နော် message နှစ်ခုကတော့နံပါတ်၁ကလက်နဲ့ကိုင်အဖွဲစည်းတွေပေါ့နော်ဒါတမရောကလွဲရွေးပေါ့တမရောကလွဲရွေးလုံခြုံရေးတပ်ဖွဲ့တွေကလွဲရွေးဟို state actor တွေကလွဲရွေးပေါ့နော် လက်နဲ့ကိုင်အဲလက်နဲ့ကိုင်ပြိပက္ခဖြစ်နေသေးသေးရဟာအဲကျွန်မတို့ပြည်တွင်းရဲ့ကျွန်မတို့ကျွန်မတို့နိုင်ငံရဲ့ကိုခံအားမကောင်းဘူးပေါ့နော်ကိုခံအားမကောင်းရင်တော့ယောဂါတွေကဝင်မှာပဲယောဂါဆိုတာပြင်ပလာလာကိုခံအားဆိုတာတော့ကျွန်မတို့ကိုကိုဟာကို ့နေ့စဉ်စောက်ရှောက်ရမယ့်ကိစ္စပေါ့နော်။နောက်အဲ့ဒါကြောင့်မလို့ဒီအပြစ်ခတ်ရဆဲရေးရနေပြီးတော့မှအဲကျွန်တော်တို့အဲသာဝရငိမ့်ချမ်းရေးကိုရောက်အောင်ပေါ့နော်။ဆိုလို့ရှိရင်လက်နဲ့စွန့်ဖို့စူးစမ်းကြပါ။အဲနိုင်ငံရေးစကားဝိုင်းကို လာကြပါလို့ကျွန်တော်တို့ကအဓိကနံပါတ်1 message ပေးချင်တာဖြစ်ပါတယ်ရှင်။ဟိုလက်နဲ့ကင်ပြိပက္ခလမ်းစဉ်ကိုစွန့်လွတ်ပြီးတော့မှအဲဒီငိမ့်ချမ်းတဲ့လမ်းစဉ်နဲ့နိုင်ငံရေးစပွားစပွဲဝိုင်းကိုလာကြဖို့အရေးကြီးပါတယ်ရှင်။